အားလုံးပဲမင်္ဂလာပါခင်ဗျာ KSN Cartoon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်အခုပြောမယ့်ပုံမြင်လေးကတော့အနာခံမအသာဆန်ရမယ်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ခင်ဗျာပုံမြင်လေးမစတင်ခင်မှာကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ခင်ဗျာတခါတုန်းကကျမကြီးတကောင်ရှိတာပေါ့ဗျာကျမကြီးကအနီရောင်အဆင်းရှိတဲ့ကျမကြီးဖြစ်ပြီးတော့ကြက်ကလေးငါးကောင်လည်းမွေးထားတယ်သူမမှာဘဲကြောင်နဲ့ခွေးတကောင်စားတဲ့တငယ်ချင်းတွေလည်းရှိပါတယ်တဲ့ကွယ် ။တနေ့မှာတော့ကျမကြီးကဂျုံစီတစည်းကိုရှာတွေ့သွားပါတယ်။ကျမကြီးကတက်တက်ငယ်ချင်းတွေကိုမိလိုက်ပါတယ်။ဟေးဘသူကဒီဂျုံစီကိုဆိုက်ရှင်တယ်လဲ။အဲဒီအခါမှာတော့ဘသူမှမဆိုက်ရှင်ပါဘူးလို့ပြန်ပြီးတော့ပြောလိုက်ကြပါတယ်။ကြောင်ကလည်းငါကောပဲမဆိုက်ရှင်ဘူးလို့ညင်လိုက်ပါတယ်။ငါကောလည်းထမတွန်းနေလို့ခွေးကလည်းပြန်ပြီးတော့ပြောလိုက်ပါတယ်။ကောင်းပြီလေ။အဲ့ဒါဆိုလို့ရှိရင်ငါပဲဒီဂျုံစိတ်ကိုစိုက်ထားလိုက်တော့မယ်လို့ကျမကြီးကပြန်ပြောလိုက်ပါတော့တယ်။အဲ့ဒီနောက်မှာတော့ ကျမကြီးကထိုကြုံစိတ်လေးကိုတေချာဆိုင်ပြိုးပြီးတော့တေချာရေလောင်းပေးပါတယ်။ရက်နေငယ်ကြာလာတဲ့အခါမှာဂျုံစီကနေပြီးတော့အပင်လေးတွေပေါက်လာပါတော့တယ်ဗျာ။တဖြည်းဖြည်းနဲ့ဂျုံပင်တွေကဝါညူရောင်တန်တဲ့ဂျုံတွေပေါက်ရောက်ရှင်တန်လာတော့တာပေါ့ဗျာ။အဲ့ဒီအခါကျမကြီးကပြန်ပြီးတော့မိလိုက်တယ်။ကဲဒီဂျုံတွေကိုဘသူကရိုက်တင်ရှင်းတယ်လဲ။အဲ့ဒီအခါမှာတော့ငါတော့မပါဘူးဟဲ့ဆိုပြီးတော့ဘဲကပြင်းကြီးနေတဲ့အတန်ကြီးနဲ့ပြန်ဖြေလိုက်ပါတော့တယ်။ကြောင်ကလည်း ငါလည်းမပဘူးလို့ပခုံးတွန့်ပြီးတော့ပြန်ဖြေလိုက်ပါတယ်။ခွေးကလည်းငါ့ကိုထဲမတွက်ချနဲ့လို့ပြန်ပြီးတော့ညင်းလိုက်ပါတော့တယ်။အဲ့ဒီအခါကျမကြီးကကောင်းပြီလေအဲ့ဒါဆိုရင်လည်းငါဟာငါပဲရိုက်တန်လိုက်တာပေါ့လို့ကျမကြီးကပြောပြီးတော့တနေ့လုံးဂျုံတွေကိုရိုက်တင်ရတာနဲ့အလုတ်ရှုပ်နေခဲ့တာပေါ့ဗျာ။ညနေဆောင်ရောက်တဲ့အခါမှာတော့ကျမကြီးမှဂျုံတွေကိုလိုက်ရိုက်တင်တာဂျုံအိတ်ကြီးနှစ်အိတ်တောင်ရပါလိတဲ့ကွယ်။အဲ့ဒီအခါမှာ ားလုံးပဲဂျုံတွေကိုငါနဲ့အတူဘဒုကချိန်ပေးမလဲလို့ကျမကြီးကသူ့တငယ်ချင်းတွေကိုပြန်မေးလိုက်ပါတော့တယ်။အဲ့ဒီအခါမှာလဲအားလုံးကငင်းကြပြန်တဲ့ကွယ်။အဲ့ဒီအခါကျမကြီးကအဲ့ဒါဆိုလဲငါဟာငါပဲဂျုံတွေကြိုက်တာပေါ့လို့ဆိုပြီးတော့ဂျုံတွေရလာတဲ့အခါငါဟာငါပဲပါမုတ်ဖို့တော့မယ်လို့ကျမကြီးကအတိပေးလိုက်ပါတော့တယ်။နောက်တနေ့ရောက်တဲ့အခါမှာတော့ကျမကြီးကအနဲ့အရာနဲ့ပြေသွားတဲ့ပါမုတ်တွေကိုဖောက်ပါလိတဲ့ကွယ်။ကဲဘလို့လဲ ီပါမုံတွေကိုဘသူများစားချင်ကြတယ်လဲလို့တငယ်ချင်းတွေကိုမေးလိုက်ပြန်တဲ့။အဲ့ဒီအခါဘဲကထပြီးဖြစ်ပါတယ်။ငါစားမယ်ဟေ့။အဲ့ဒီအခါကြောင်ကလည်းငါလည်းစားမယ်ဆိုပြီးတရီတွေကိုတက်ရင်ပြန်ဖြေလိုက်ပါတယ်။ခွေးလေးကလည်းအရတာအရန်ရှိမဲ့ပုံပဲ။အနက်လေးကလည်းမှွေးနေတာပဲလို့ပြန်ပြီးတော့ပြောလိုက်တယ်။အဲ့ဒီအခါကျမကြီးကနင်တို့ဘသူမစားဖို့မစင်စားနဲ့။ငါပဲချုပ်တွေကိုရိတ်သိမ်းပြီးကြိတ်လိုက်ရတာ။အိမ်မှာပါမုတ်ဖုတ်လိုက်ရတာ။ကျမကြီးက ငါနဲ့ငါကလေးတွေပဲဒီပါမုတ်ကိုစားခွင့်ရှိတယ်လို့ပြောလိုက်ပြီးတော့သူမနဲ့သူမရဲ့ချက်ကလေးတွေကပါမုတ်ကိုမြန်ရည်ရှက်ရည်စားတောက်လိုက်ကြပါတဲ့ကွယ်ပြိတက်ကြီးတို့ရေဒီပုံမြင်လေးကတော့အနာမခံရင်အตาမဆန်ရဘူးဆိုတဲ့စာသားလေးလိုပါပဲဗျာကိုတိုင်ကိုကဘာမှမစူးစားရှင်ဘာကူမှလည်းခံစားခွင့်ရမှာမဟုတ်ဘူးဆိုတဲ့တင်ကန်းစာလေးပေးထားတာပဲ ဖြစ်ပါတယ်ဒီပုံမြင်တဲ့ကလို့ ကျမကြီးလိုကိုတိုင်စူးစမ်းရင်ကိုတိုင်ခန်းစားခွင့်ရှိမယ်ဆိုတာပြည်တက်ကြီးများနားလည်အောင်ပြောပြပေးလိုက်ပါတယ်ဗျာဒီကနေ့ပုံမြင်လေးကတော့ဒီလောက်ပါပဲခင်ဗျာပုံမြင်လေးကိုအဆုံးအထိအားပေးနားဆင်သွားကြတဲ့ပြည်တက်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးများစွာဆက်လက်တင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကိုအားပေးကြည့်ရှုကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ